အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်မေလ20ရက်နေ့ရက်နေ့လည်ကင်းသတင်းတွေကိုပြန်ဆက်ပေးပါတော့မယ်နေ့လည်ကင်းသတင်းတွေကိုတော့ကျွန်တော်ဝင်လက်တူညီမစုစည်းကစုစည်းပြန်ဆက်ပေးမှာပါဒီကနေ့နေ့လည်ကင်းမှာထူးထူးခြားခြားတွေ့မြင်ရတဲ့သတင်းတွေထဲမှာဆိုရင်အကြမ်းဖက်ဆစ်ရှုံးကောင်စီရဲ့ဝါရဖြန့်လှိုင်းလုံးတွေအောက်ကနေပြည်သူတွေရဲ့ဘဝတွေပုံမှန်လဲပတ်နေပြီဆိုတဲ့အခြေအနေတွေကိုကုညီပုံဖော်ပေးနေတဲ့သူကတော့ဆိုင်းဆိုင်ခန့်နိုင်ဖြစ်ပါတယ်ခင်ဗျာဒီသတင်းကြောင်းရအောင်နားဆင်ရမှာပါ နောက်ထပ်မောင်တုံးမြို့သိမ်းတိုက်ပွဲတုန်းကဖမ်းဆီးရရှိတဲ့စစ်တုံးပန်းအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဘက်ကတပ်သားစစ်တုံးပန်းအယောက်30ကို AA ကပြန်လွှတ်ပေးလိုက်ပါပြီ။တစ်ဆက်ထင်းမှာပဲ AA နဲ့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေက ARI တိုင်းနယ်ကိုထိုးပေါက်ဝင်ရောက်လာပြီးဖြစ်တဲ့အတွက်အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကဒီ ARI တိုင်းနယ်ကမဲဇလီကုန်းမြို့ကိုခံစစ်အတွင် ပြင်ဆင်နေရပြီဖြစ်ပါတယ်။ ုတ်ကဲ့ပါကိုရရေနောက်ထပ်နားဆင်ရမယ့်သတင်းကတော့တောင်သာကစစ်ကောင်စီဝင်ထမ်းအင်အားစီးနီးခင်ရပြီးနန်း CDM 6ဦးအပါအဝင်12ဦးဖမ်းဆီးခံလိုက်ရပါတယ်ဒီသတင်းကိုအပြည့်စုံနားဆင်ကြရမှာပါနောက်ထပ်မန္တလေးမှာတက်သွန်ကိုတောင်ရှင်းလင်းဖို့နေအိမ်ခဏပြန်လာချိန်မှာလေရင်ဘုံထိလို့အမျိုးသမီးညဦးသေဆုံးသွားပါတယ်ဒီသတင်းတွေကိုရှုစားကြရမှာပါဟုတ်ကဲ့ပါအဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အချမ်းဘက်စစ်ရှုံးကောင်စီတက်က2021ခုနှစ်အာဏာသိမ်းပြီးတော့ ီသူတွေကိုရရဆဆတပ်ဖြတ်မှုတွေလုပ်လာတာအခုဆိုရင်၄နှစ်ကျော်ကာလတွင်ဝင်ရောက်လာပြီဖြစ်ပါတယ်တစ်ဖက်မှာလည်းသရှုံးကောင်စီတပ်ကသူတို့ရဲ့စစ်ရာဇဝတ်မှုတွေလူလူကိုတပ်ဖြတ်မှုတွေကိုဖုံးကွယ်ဖို့အမျိုးမျိုးအဖုံဖုံကြိုးစားလျက်ရှိရမှာသိကြတဲ့အတိုင်းရုပ်ရှင်ဂီတပွဲလမ်းသဘင်တွေဒါတွေဟာလည်းလူလူရဲ့အာရုံကိုလွှဲပြောင်းဖို့နဲ့စစ်ရှုံးကောင်စီစစ်အာဏာသိမ်းမှုအောက်မှာလူလူကပုံမှန်အတိုင်းဘဝတွေလည်ပတ်နေကြပြီဆိုတာကိုလည်းပြတ်တာဝါရဖြန့်ဖို့အမြဲလိုလိုစူးစမ်းနေအောင်ကျွန်တော်တို့တွေ့မြင်ရပါတယ် အဲ့လိုစစ်တပ်ရဲ့ဝါဒဖြတ်မှုတွေကိုကုညီဖြတ်ဝေစ조사ပုံဖော်နေတဲ့စစ်လော်ဘီအမှုပညာရှင်အစိုးရနဲ့တရုတ်ဆောင်များစွာရှိနေပြီးအဲ့ဒီထဲမှာဆိုင်းဆိုင်ခန်းလိုင်ကထိတ်ဆုံးကနေပါဝင်နေပါတယ်ဆိုင်းဆိုင်ခန်းလိုင်ကမေလ24ရက်နေ့မှာရာဂုံမြို့မှာမွေးနေ့အလွန်ရှုပ်ဘက်တစ်ခုကျင်းပဖို့ပြင်ဆင်နေပါတယ်ဇွန်လ29ရက်နေ့မှာသူ့ရဲ့အကြီးအကျယ်ဆုံးရုပ်ရှင်တွေကပြင်ဆက်လက်မှုရုပ်ရှင်ဇာတ်ကားကိုရုံတင်ပြသဖို့လည်းစီစဉ်ထားပါတယ် အဲ့တော့မရင်မတွက်နိုင်တဲ့ပြည်သူတွေရဲ့အသက်တွေဆုံးရှုံးရခြင်းမှာဝေဖန်တာဝမ်းနေတာပြည်သူဘက်ကရက်တာစတဲ့အတန်တွေတိတ်ဆိတ်ပြပြီးကိုငွေရဖို့နဲ့စစ်တပ်အလို့ကြပွဲလန်းတွေစီစဉ်ပြီးတော့အမှုပညာဖြောဖြောတင်ဆက်မှုတွေကိုဟန်မပြတ်လုပ်နေနိုင်တဲ့အမှုပညာရှင်ကိုအားပေးဂုဏ်ပြုဖို့မလုံတင်တော့တဲ့အချိန်ပဲဖြစ်ပါတယ်ပြပြသားသားကိုဘိုက်ကောလောက်အောင်ပါအဲ့တော့ဒီလမေ16ရက်နေ့မှာ spicy မှာဒီဆိုင်ဆိုင် ပွဲလုပ်ခဲ့တဲ့အချိန်မှာထိုင်းရောက်မြန်မာတို့ရဲ့အားပေးမှုပုံရိပ်တွေနဲ့ဒူလူတို့ရဲ့ဒေါ်လာရေးစိတ်ဓာတ်နဲ့သွေးမအေးတဲ့လုံလာတွေကိုဖျက်ဆီးဖို့အစပြုပြလိုက်သူကတော့ဆိုင်းဆိုင်ခံလိုက်ပဲဖြစ်ပါတယ်။အဲတော့ထိုင်းကမြန်မာတွေရားထဲမှာထထကြွကြွဖြစ်လာပြီးတို့ပြည်သူတွေညည်လာဟိဆိုတဲ့အချိန်မှာညည်တယ်ဟိညည်တယ်ဟိလို့တံပြိုင်អော်ပြီးလက်သုံးချောင်းထောင်ခဲ့တဲ့အမှုပညာရှင်တဦးကအခုလိုချိန်မှာပြည်သူတွေတည်ကြည်ပျက်စီးလို့ဝမ်းနည်းမှုတွေဖြစ်နေနေမှာခိုးပွဲသွားဖြောပြီးဒီဘွက်လာဖြောပြရတဲ့အခကျင်းွေကိုဒုက္ခရောက်တဲ့သူတွေပြည်သူတွေကို ကုတာလည်းမဟုတ်ပဲနဲ့ကိုတူးတဲ့ကောင်းစားဖို့အတွက်ဆန်းဆန်းခန်းနိုင်ကလုံဆောင်ပြနေတာဖြစ်ပါတယ်အဲ့တော့ तू ငွေရတာငွေသိမ်းသန်းချိန်ပြီးတော့ရတာကပြဿနာမရှိပါဘူးရတယ်သူကသူချမ်းသာသွားလေကျွန်တော်တို့မနာလိုဝန်တို့เสียဖြစ်เสียလုံးဝအကြောင်းမရှိပါဘူးဒါပေမဲ့ကြီးမားတဲ့ကိစ္စကခုနပြောတဲ့ဝါရဖြန့်နှိုင်းလုံးတွေပါစစ်ရှုံးကောင်စီကပြည်တွင်းမှာရှိတဲ့ပြည်သူတွေအထူးသဖြင့် Facebook သုံးွယ်မရအောင် VPN တွေပိတ်ပြီးတော့ ဲ Facebook သုံးလို့ရှိရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဖမ်းမယ်စီးမယ်နဲ့ချိန်ချောက်ပြီးတော့ပြိမင်ကြတယ်အဲ့တော့ဒီသတင်းချက်လက်တွေကိုဖြတ်တောက်ပြီးတော့သူတို့အုတ်ချုပ်တဲ့အုတ်ချုပ်ခွင့်ရနေတဲ့ဒေသတွေမှာပြည်သူတွေကအေးအေးဆေးဆေးပါပဲပွဲလမ်းသမီးတွေလုတ်ပေးတယ်ခါတိုင်းပြပို့ပြီးတော့ခွင့်ပြုပေးတယ်ပွဲလမ်းသမီးတွေလုတ်တယ်အခုလိုမျိုးဒီသူတို့ရဲ့ဟိုလော်ဘီလုတ်ပြီးတော့ဝိုင်းဝန်းပြီးတော့အဲပါဝင်နေကြတယ်နောက်မှာပြည်သက်ရှိတဲ့သူတွေအရင်ရက်ကဆိုရင်လည်းခက်စီသူဒေသနေရာသွားလှူတယ်မနေ့တော့ကဆိုရင်ရွေးကော်ရွေးကော်ပွဲဒီကော်မရှင်ကိုသွားလှူတယ်အဲ့တော့သူ့ပတ်ဆိုင်တဲ့သူလှူတာကျွန်တော်တို့ ခင်စကားနဲ့ဆိုရင်ကျွန်တော်စောက်ကြောင်းတယောက်မှမပါပါဘူးဒါပေမဲ့ပါတဲ့အကြောင်းကဒီရွေးကောက်ပွဲဒီဇင်ဘာလမှာလုပ်မယ်ဆိုလို့ပြောထားတယ်အဲ့တော့ဒီရွေးကောက်ပွဲကျင်းပပေးမယ်ရွေးကောက်ပွဲကော်မရှင်ကိုငါတို့ကဝိုင်းဝန်းထောက်ပံ့ရမယ်ဒါကိုထောက်ခံအားပေးရမယ်ဆိုတာကိုတွယ်ဝိုက်တဲ့မီးနဲ့ပြသနေတဲ့အတွက်ကျွန်တော်တို့တွေကပြောနေရခြင်းဖြစ်ပါတယ်အဲ့တော့စမ်းစမ်းခန်းတိုင်းလေအခုတပုံးတပုံးစံတဲပဲပြည်သူတွေကိုဝါရဖြန့် ိုင်းလုံးနေတဲ့အတူစစ်ရှုံးကောင်စီဘက်ကနေပြီးတော့အခုလိုမျိုးပါဝင်ပြီးတော့ကုညီဝါဒဖြန့်ကုညီဖော်ဆောင်နေတာကိုကျွန်တော်တို့ဒီသတင်းကနေဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုရရင်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်မောင်တော်မြို့နယ်မှာမြို့သိန်းတိုက်ပွဲကာလအတွင်းလက်နက်ချအလင်းဝေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေချက်ကအယောက်30ကိုအရခတ်တပ်တော် AA ကပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ် အေထံကိုလက်နက်ချအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနက်32ဦးကိုမနေ့ကမေလ16ရက်နေ့မှာတပ်ဦးကိုလမ်းစရိတ်ကျ3သိန်းစီထောက်ပံ့ပြီးတော့အေအေကပြန်လွတ်ပေးခဲ့တယ်လို့ဒီ ULA အေအေရဲ့နှီးစပ်သူကနေပြောပါရယ်မနေ့ကအခမ်းအနားတရားပြုလုပ်ပေးပြီးတပ်ဆိုင်ရာမိသားစုဝင်တွေနဲ့ချိတ်ဆက်ပြီးပြန်လွတ်ပေးလိုက်ပါတယ်လို့သူကပြောပါရယ်သူတို့ကိုအသက်လုံးချုံရင်းအတွက်အကာအကွယ်ယူပြီးအနေရကင်းတဲ့နေရာအထိပို့ဆောင်ပေးခဲ့တယ်လို့လည်းသိရပါရယ် အေးဟာမောင်တောမြို့နယ်တစ်ခုလုံးကိုပေးခဲ့တဲ့နှစ်2024ခုနှစ်ဒီဇင်ဘာလကနေပြီးတော့အပိတပ်သိမ်းပိုက်နိုင်ခဲ့တာပါအေးဟာရခိုင်ပြည်နယ်အတွင်းမြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားနေချိန်မှာလက်နက်ချအလင်းဝင်လာသူတွေတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်တပ်ပန်းတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေကိုအခုနောက်ပိုင်းမှာအတုတ်လိုက်လွတ်ပေးလျက်ရှိရမှာယခုအချိန်ထိလွတ်ပေးသူတထောင်ကျော်သွားပြီလို့သိရပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒါတော့အေးကအရင်တော့ကတော့စစ်တပ်မှန်းမိသားစုဝင်ကြီးပေါ့နော်အဲလက်နက်ကင်ပြီးတော့တိုက်တဲ့သူတွေမဟုတ်ဘူး ဲ့ဒီတန်ရင်ဌာနချုပ်တွေစခန်းတွေမှာမိသားစုဝင်လိုင်းကန်းတွေမှာပါတဲ့ခါကျတော့အဲ့ဒီမျိုးသိမ်းတပ်ဖွဲ့တွေကဖမ်းဆီးရပြီးတဲ့စစ်တုံးမှန်းစစ်သားတွေရဲ့မိမာတွေကလေးတွေအမေတွေရောက်ကမတွေအူကြီးတွေအဲ့လိုမျိုးသူတွေကိုလွတ်ပေးတာပေါ့အရင်ကဆက်ရှိရနေရတဲ့တော့ကျွန်တော်16ရက်နေရတဲ့တော့လွတ်ပေးတယ်အိုးအရင်ကာလတွေကလည်းပြန်ပြီးတော့လွတ်ပေးတယ်အခုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့တွေ့ရတာကစစ်ချုပ်ကောင်စီတပ်သားတွေတုံမှန်းဖြစ်နေဖမ်းမိတဲ့ဒီမျိုးသိမ်းတပ်ဖွဲ့တွေမှာလက်နက်ချအလင်းဝင်ပြီးတော့တုံမှန်းဖြစ်နေဖမ်းမိတဲ့ စစ်ရှုံးကောင်စီ လက်အောက်ကလက်နက်ကင်ပြီးတော့တိုက်တဲ့အဲစစ်သားတွေကိုပါအခုပြန်ပြီးတော့လမ်းတည်လက်ပေးတယ်ပြန်လွတ်ပေးတဲ့တရင်ကိုကျွန်တော်တို့တွေ့မြင်ရတာပါဒီတဲ့ဒီတရင်ရဲ့အောက်မှာကျွန်တော်တို့အလိုမကျတဲ့ပြည်သူတွေတချို့ကဒါတော့အလိုမကျဘူးပေါ့စိုးရင်စိတ်လည်းရှိကြတာပေါ့ဘာလို့လဲဆိုတော့ဒီလွတ်ပလက်တဲ့30လောက်ကစစ်တပ်စီကိုပြန်သွားမယ်ရခိုင်မှာပြန်မတိုက်ပေမဲ့တခြားဒေသတွေကိုလွတ်ပြီးတော့ပြန်တိုက်တာမျိုးတွေလည်းဖြစ်နိုင်တယ်။ဘာကြောင့်ဆိုလို့ရှိရင်ဒီစစ်ရှုံးကောင်စီတပ်သားတွေက ရွေးလာယူပေးတာစာခိုင်းတာလို့ဆိုတဲ့အသိဉာဏ်မဖွင့်မျိုးတဲ့သူတွေဖြစ်တဲ့အတွက်ဒီလိုမျိုးလဲပြည်သူလူမှာစိုးရိမ်ချင်ရှိပါတယ်။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အရက်ကတက်တော်ကတော့သူ့ရဲ့ပူပါဒသူ့ရဲ့ကျင့်သုံးတဲ့စစ်တုံးမှန်ဥပဒေတိုင်းအဲတောက်လျှောက်ဒီလိုမျိုးပုံစံတိုင်းလုပ်ပေးနေတာဖြစ်ပါတယ်။လူသားဆန်တယ်လို့လည်းပြောလို့ရတာ။ဒါပေါ့လူသားဆန်မှုနဲ့အတူစစ်တုံးမှန်တွေကိုပြန်လှုပ်ပေးတဲ့ဖြစ်ရပါ။အဲတော့နောက်တဲ့တစ်ဆက်ထဲမှာအေနဲ့တော်လိုင်းတက်ဖွဲ့တွေဝင်လာပြီလို့ သိရတဲ့အချိန်မှာရာရီတိုင်းကမဲဇလီကုန်းမြို့ကိုဆက်ရှုံးကောင်စီကခံစစ်မြို့အဖြစ်နဲ့အသွင်ပြောင်းပြင်ဆင်ရပြီဖြစ်ပါတယ်ဒီသတင်းပြည်စုံကိုဆက်ပြီးတော့တင်ဆက်ပေးကြပါမယ်ရာရီတိုင်းအင်ကပူမြို့နဲ့မဲဇလီကုန်းမြို့မှာ A နဲ့ PDF ပူပေါင်းတက်တယ်ဝင်ရောက်လာရင်ခုခံကာကွယ်ရေးစစ်တင်နံပေးဖို့ဆက်ရှုံးကောင်စီကပြင်ဆင်နေပြီးစီးပွားရေးလုပ်ငန်းရှင်တွေထံကတအုပ်ကိုတုံးသိမ်းအိမ်တော်စုတစ်ခုကိုတပေါင်းစစ်တပ်ကကောက်ခံလျက်ရှိကြောင်းမဲဇလီကုန်းမြို့ကပြည်သူတွေကပြောဆိုတော့ သိရပါတယ်အဲ့တော့အခုမေလာ3ပိုင်းကနေစတင်ပြီးအင်ကဘူမြို့နယ်မယ်ဇလီကုန်းမြို့ကိုစစ်ရှုံးကောင်စီတပ်အချို့ရောက်ရှိလာပြီးပြည်သူတွေကိုအတင်းအကျပ်စစ်တင်နှံပေးမယ်လို့ဆိုပါလူသူစုဆောင်းလာကြောင်းအဓိကအဖြစ် AAPD ရဲ့ပုံပေါင်းတပ်တွေဝင်ရောက်လာရင်မယ်ဇလီကုန်းမြို့ဟာအဓိကခံစစ်တပ်နေရာဖြစ်နေခုခံရမယ်လို့လည်းသူတို့ဆိုနေကြပါတယ်အဲ့တော့မဲဇလီကုန်းမြို့ကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ရဲ့ခုခံကာကွယ်ရေးတိုင်းစစ်ဌာနခွဲတစ်ခုဖြစ်ခုခံစစ် ပြင်ဆင်ခိုင်းနေတာဖြစ်ကြပါတယ်။မဇလီကုန်းမြို့ကစစ်ကောင်စီရဲ့အားထားရအားကိုးရတိုင်းဌာနခွဲဖြစ်လာရမယ်လို့စစ်တပ်ကပြောတယ်။ထူးကြီးမြို့ဘက်ကနေဝင်ရင်အေအေနဲ့ PDF တွေကိုမဇလီကုန်းမြို့ကအဓိကခုခံမှုပြင်ဆင်တာမဇလီကုန်းမြို့မှာစစ်တင်နှံပေးမယ်စစ်မှုရန်တွေကိုရွာတွေကနေအကျိုးပို့လို့ပို့ကားလိုအပ်လို့ကားဝယ်ဖို့အတွက်မဇလီကုန်းမြို့ကလုံခြုံရေးနေဖို့တအိမ်ကို၃သိန်းကောက်တယ်စစ်မှုရန်တွေကိုထမင်းကျွေးဖို့တအိမ်ကို၁၀၀၀ကောက်တယ် စစ်တင်တန်းတွေကစနေပြီဆိုပြီးမယ်ဇလီကုန်းမြို့ကဒေသခံပြည်သူတို့ကလည်းအဲ့ဒီဒေသမှာဖြစ်နေတဲ့အခြေအနေတွေကိုခုလိုမျိုးပြောပြပါတယ်။တရုတ်ကောင်စီတပ်ကစစ်တင်တန်းပေးဖို့အတွက်အင်ကပူမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကလူငယ်တွေကိုမယ်ဇလီကုန်းမြို့ကိုစစ်ခေါ်တီကြောင်းသိရှိရပါတယ်။အနီနာမြို့တွေကလူငယ်တွေကိုလည်းစုနေတာပါ။အဲ့တော့အခုမေလလေပိုင်းကအေနဲ့ PDF ပူပေါင်းတဲ့တွေဝင်ရောက်လာပြီဆိုတဲ့အဲတရင်ရတယ်ပြီးတော့စစ်တပ်ကဒီအင်ကပူမြို့နယ်မှာရှိတဲ့ကျေးရွာတွေကို လေချောင်းနဲ့ဇက်တိုက်ဘုံကျမှုတွေလွှတ်ဆောင်ခဲ့ပါတယ်။မေလ15ရက်နေ့မနက်ပိုင်းမှာလေအင်ကူမြို့နယ်ချင်းကိုက်ကွင်းကြီးပါစာတင်ကြောင်းကိုချက်မဲ့ဆရှုံးကောင်စီတက်ကလေရင်နဲ့ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါပြင်31တစ်ဆက်အနီးမှာရှိတဲ့ရွှေညာမြေကိုင်းရဆိုင်ကိုလည်းဘုံတလုံးထပ်မံကျဲချတိုက်ခတ်ပြီးကိုင်းရဆိုင်မိလောင်ပျက်စီးတဲ့ဖြစ်စဉ်လေဖြစ်ပွားခဲ့ပါသေးတယ်။အဲတော့ရီယယ်တိုင်းထဲမှာလေအကြံဖက်စရှုံးကောင်စီကတော့ကြောက်ချီပန်းနေတဲ့အခြေအနေကိုကျွန်တော်တို့အခုလိုမျိုး တွေ့မြင်ရတာဖြစ်ပါတယ်အဲ့တော့ဗာသတင်းတင်ပြတက်ပြီးတော့ဒူပါသေးတယ်ဟုတ်ကဲ့ပါနောက်ထပ်ကတော့ဒီမန္တလေးတိုင်းတောင်သာမြို့နယ်တောင်သာကြောက်ပတောင်တောင်လမ်းပေါ်ကစစ်ကောင်စီတပ်အထိုင်ကိနဲ့ဝင်ထမ်းအင်ယာစီနေတိုက်ခိုက်ခဲ့ရပြီးတော့စစ်ကောင်စီလက်အောက်နန်း CDM ဝင်ထမ်း6ဦးအပါအဝင်12ဦးဖမ်းမိခဲ့လို့ဒီဒေတာကာကွယ်ရေးအဖွဲ့တွေနဲ့ဤဆက်သူတွေထံကနေသိရှိရပါတယ်ဒီသတင်းအသေးစိတ်ကိုပြောပြပေးချင်ပါတယ်မေလာ16ရက်နေ့မနေ့က နက်၈နာရီခန့်မှာစစ်ကောင်စီတပ်ဖွဲ့အင်အား30ကျော်ရှိတဲ့စစ်စေးဂိတ်နဲ့အမှတ်9ရပ်ကွက်ရှိတဲ့အမှတ်9ရပ်ကွက်အမှတ်9ရပ်ကွက်ရှိတဲ့ဝင်ထမ်းပေါင်းစုံနေထိုင်တဲ့အင်အားကိုဒေသကာကွယ်ရေးအဖွဲ့တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့တယ်လို့သိရပါတယ်စကားစတောက်တိုင်ဝင်ထမ်းရန်ရခြေဖြတ်ရေးဆိုတဲ့စစ်စင်ရေးဆိုတော့ဝင်ထမ်းတွေအတော်များများဖမ်းခဲ့တယ်။မိခိုမိသားစုတွေပါလာလို့ပြန်လွတ်ဖို့တော့ရှိတယ်လို့တောင်တာပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့နှိစက်သူတို့ကပြောပါရဲ့ မင်္ဂလာဦးရက်ကွက်စစ်စေးဂိတ်တက်ခိုင်းမှုမှာစစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့ပြီးတော့အဝင်းချမ်းအိမ်ယာစီးနင်းမှုမှာစစ်ကောင်စီလက်အောက်ပညာရေးနဲ့မြေစင်းဌာနဝင်ထမ်းအမျိုးသား၅ဦးနဲ့အမျိုးသမီး၁ဦးသူတို့ရဲ့မိသားစုဝင် အမျိုးသား၃ဦးအမျိုးသမီး၂ဦးစုစုပေါင်း၁၁ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ရီဝဲရာကထွေအုပ်နဲ့လောက်ဝကဝင်ထမ်းတွေကိုဒါပေမဲ့သူတို့ပါမလာဘဲနဲ့ပညာရေးနဲ့မြေစင်းကပဲပါလာတာပါလာတဲ့ဝင်ထမ်းတွေရဲ့ယာထူးကတော့ စစ်စစ်နေစေလို့အဲ့ဒီကာကွယ်ရေးအဖွဲ့နဲ့နေဆက်တဲ့သူတွေကလည်းပြောပါရယ်။ဖမ်းဆီးထားသူတွေထဲမှာဝင်ချမ်းမိသားစုတွေကိုသတ်မှတ်ကာလာရောက်ရှိတဲ့အချိန်ပြန်လွတ်ပေးမှဖြစ်ပြီးတော့ NCDMNU ကိုတော့သက်ဆိုင်ရာအဆင့်ဆင့်တင်ပြပြီးဝင်ကြီးဌာနရဲ့ညွှန်ကြားချက်တိုင်းဆက်လက်လှုပ်ဆောင်သွားမှာလို့လည်းသိရပါရယ်။ရင်းချန်ခရိုင်အစိုးရစစ်စင်ရေးဖော်ဆောင်မှုအနေနဲ့မေလ15ရက်နေ့ကစတင်ပြီးတော့တောင်တာမြို့နယ်အတွင်းမှာနေရာ၅ခုခန့်မှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲ့ဒီတိုက်ပွဲနဲ့ဆက်စင်အခြေအနေအသေးစိတ်ကိုတော့ထုတ်ပြန်ထားတာမရှိသေးပါဘူးရှင်။ ဟုတ်ကဲ့ပါအဲ့တော့နောက်ထပ်တွေ့ရတဲ့သတင်းကတော့မန္တလေးတိုင်းကသတင်းပါအဲကြက်တုံကိုတော်ရှင်းလင်းဖို့အေးခဏပြန်တဲ့ချိန်မှာလေရင်ဘုံထီရဲ့အတွက်မြသမီနှစ်ဦးတည်ဆုံသွားတဲ့သတင်းပါစင်ကောင်းစရာသတင်းတပုတ်ဖြစ်ပါတယ်အဲ့တော့မန္တလေးတိုင်းမြင်းချံမြို့နယ်ကန်စင်ကြီးွာမှာလေရင်ဘုံထီမှန်တာကြောင့်ရွာကန်မြသမီနှစ်ဦးတည်ဆုံပြီးတော့၄ဦးတန်ရာရခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ဒါကလည်းစစ်ရုံးကောင်စီတပ်ရဲ့နေ့စဉ်နဲ့အမျှပြည်သူကိုမတက်ရမနေနိုင်မတက်တဲ့ရက်မရှိတဲ့ တက်ဒေတာကပြင်ဆင်ဖြစ်ပါတယ်မေ16ရက်မနေ့ကမိုးတက်12နာရီလောက်မှာစရှုံးကော်စီတက်တိုက်လေရင်တစည်းကကန်စင်ရွာတွင်မှာဘုံနှလုံးကြက်ချရမှာကျေးရွာအလေဘုံကြီးကျောင်းအနီးမှာရှိတဲ့ဒိုမေယီမြစ်နေအိမ်နဲ့ဦးမြင့်ခိုင်တို့နေအိမ်ဒီဘက်ကိုကြားရောက်ပတ်ဝဲခဲ့တာလို့ဆိုပါတယ်ခင်ဗျာအခုထိတဲ့သူတွေကလည်းလေရင်ကြောက်လို့ရွာထဲမှာမနေဘူးဒီချိန်မှာဒီလုပ်ငန်းချိန်ကြက်တုံသိမ်းထားတာချိန်ဆိုတော့ဘူရောင်ဒီထဲမှာကြက်တုံနေထားတာကြက်တုံကအုတ်တက်တဲ့သဘောရှိတော့အဲ့ဒါကိုရှင်းလင်းရေးလာလုပ်တဲ့ချိန်အိမ်မှာရှိနေချိန်ဖြစ်သွားတာလို့ ဒီဖြစ်စဉ်ကိုတည်တဲ့ဒေသခံတယောက်ကပြောပြပါတယ်။စရုံးကောင်စီကကန်သိပ်ပါကိုမန်ရှလာ20ရက်မှာပထမကြိမ်လေးနဲ့ဘုံကျဲလို့အမျိုးသားတအုပ်တည်ဆုံးခဲ့ပြီးရခိုင်များစုဟာကျေးပါနီးနာတောင်တွေနဲ့ရာခိုင်တွေမှာတွားရောက်နေထိုင်ကြပြီးလုံခိုင်စာတွေရှိမှကျေးရတွင်ယာယီပြန်လည်နေထိုင်ကြရတာဖြစ်ပါလေခင်ဗျာ။ဒီရင်ဘုံကျဲရောက်ပေါက်ခဲ့တာကြောင့်နေတွင်းမှာရှိနေတဲ့အတက်55နှစ်အရွယ်ဒေါ်မေယီမြင့်နဲ့အမားဖြစ်သူအတက်56နှစ်အရွယ်ဒေါ်ခင်သေးကြီးတို့သူတို့နှစ်ဦးဟာနေရာမှာပဲတည်ဆုံးသွားခဲ့ပြီး အသက်30ကနေ60ကျော်အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးနှစ်ဦးတို့ဒဏ်ရာရခဲ့တာဒဏ်ရာရရှိသူတွေတဲကအမျိုးသမီးတဦးကတော့စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ပြောဆိုပါတယ်ခင်ဗျာဒါကတော့မန္တလေးတိုင်းတဲကစင်မကောင်းစရာတင်းမှာအဲ့တော့နောက်ထပ်တင်းကိုဆက်ပြီးတော့ပြောပြချင်ပါတယ်ဒါကတော့ခမောက်ကြီးမြို့နယ်ခြေဆိုင်ခမရ431တိုင်ရင်ကစစ်မှုထမ်းအပတ်စဉ်၈တင်းနှင်းတပ်သားတိချစ်ကိုကအနှက်တလက်ခဲရန်နေတဲ့သူအလင်းဝင်လာတဲ့တင်းမှာ ူကတော့မြောက်ရီကနေပေါ်လာဆက်ခံရပြီးတော့စစ်မှုထမ်းဖြစ်နေခေါ်ဆောင်ခဲ့ရတယ်ခေါ်ဆောင်ခံခဲ့ရတယ်သူပါအဲ့တော့တနင်္လာနေ့တိုင်းခမောက်ကြီးမြို့နယ်ခြေဆိုင်ခမာရ၄၃တိုင်ရင်ကစစ်မှုထမ်းပတ်စဉ်၈တင်းနန်းစင်တသားတစ်တူတနက်တလက်ခဲရန်နေယူဆောင်လာပြီးတော့အလင်းဝင်လာတယ်လို့ဒီ PP Defense ဖို့ဘိတ်ခရင်တရင်၃တောင်ဝင်ရှိသူကပြောပြပါတယ်မေလာ၅ရက်နေ့ခမောက်ကြီးမြို့နယ်ခြေဆိုင်ခမရ၄၃တိတရင်ကစစ်မှုထမ်းပတ်စဉ်၈တင်းနန်းစင်တသားချစ်ကိုကတနက်တလက်ယူဆောင်လာပြီး ်တဲ့နာရီတိုင်းစစ်ဌာနကုကဲမှုအောက်မှာရှိတဲ့ဗျူဟာ30ကနေပြီးဘိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်သုံးထံကိုအလင်းဝင်ရောက်လာခဲ့တာပါအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတွေချစ်ကိုဟာ MB1 မျိုးစားမောင်းပြတ်တလက် G148 တောက်ကြီပေါက်3ခုနဲ့အတူအလင်းဝင်လာတာလည်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒါကတော့ကျွန်တော်တို့ဒီကနေ့နေ့လေခင်းမှာတွေ့ရှိရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံတဲ့အတူညီမစူစီဝိုင်းတော်သားတွေကစူစီတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ ကျေးဇူးများအလုံးဆေရော်ကိုပါကျမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။